မိမိကိုယ်တိုင် self control လုပ်နိုင်တော့လေအတူနေမိသားစုမိဘမနောအများကအဲ့ဒီယူဆမရှိတော့ခါမိမိနေချင်းကောင်းမွန်အောင်ယက်တည်နေထိုင်မှုအပေါ်အတိမပြတ်မခံရရ depression ဝင်မိလုပ်ငန်းခွင်တွင်အောင်မြင်မှုများလျော့နေလာပါပြီဘယ်လိုနည်းဖြင့်ဘယ်လိုနည်းလမ်းဖြင့်ချိန်နှိနေထိုင်ရမလဲလမ်းကြပြေတော့မှာဖျား good relationship မိသားစု จาไม่ชื่อเอ่อ healthy and happy ไม่ผิดเตียงโพถ่ายติขันหมู่ปุญญาตรุเยตรุเยเอ่อဘုမာตรุကအများတော့တွေးတာအာမရှိတာတို့ဒီဒီစူပူမှုတွေများတာတို့အဲ့ဒါမျိုးတွေရှိတယ်ဆိုရင်ကရုဏာအခြေခံနဲ့ စလူရှင်ဖြစ်ရှင်မှုမျိုးအောင်မြင်နိုင်တယ်လို့ဘုံဘုံသူစားအဲ့ဒါတော့ဘာတော့ဆိုနံပါတ်1ကတော့ကိုယ့်ရဲ့ self control ဆိုတာသူတို့အပြုမှုကြီးပြီးတော့စိတ်ထဲမှာစိတ်မညစ်အောင် irritation မဖြစ်အောင်အဲ့ဒီဖြစ်တော့တရားကျင့်တာကရုဏာကျင့်တာအဲ့သူတို့ကိုကြီးရတဲ့ခါမှာ ဟိုတနာတဲ့စိတ်ကုနာစိတ်ပဲဖြစ်တယ်ဒေါသစိတ်မဖြစ်တော့ဘူးဆိုရင်ဒီဆိုလိုချင်းစပြီးတော့သုံးလို့ရအဲ့ဒါတော့ဘာလို့ဆိုသူတို့နဲ့ထိုင်ပြီးတော့ဆွေးနွေးတာပေါ့ဒီဟာကတော့တူတူဖြစ်တယ်ထင်တယ်ဟိုနှစ်ဖက်စလုံးကောင်းအောင်ဆိုဒီလိုလုပ်ရင်ကောင်းမလားသူတို့ပဲသူတို့ကိုအပြစ်တင်တဲ့ပုံစံမျိုးမပြောဘဲနဲ့အာနှစ်ဖက်စလုံးမျက်မျက်တတ်တာပြောတဲ့ပုံစံမျိုး ပြောမယ်ဆိုရင်အမြင်နိုင်လောက်တယ်လို့ဘုံမောထင်တယ်။အဲ့လိုမဟုတ်ပဲနဲ့စကြရကွာဟုတ်ပါတယ်သူတို့စူတာဟုတ်တယ်သူတို့ဟိုဆပ်ကွန်ထရိုးမရှိတာဟုတ်တယ်ဒါပေမဲ့အဲ့ဒီဟာကိုအပြည့်အနေနဲ့သွားပြီးတော့ပြောရင်သူတို့ကြောက်စိတ်ဝင်ပြီးတော့ receptive ဖြစ်တော့အဲ့ဒါသူတို့ကြောက်စိတ်မဖြစ်အောင်သူတို့စိတ်ထဲမှာတက်တက်တာဖြစ်အောင်အရင်ဆုံးလုပ်ပြီးတော့မှသူတို့ပြောင်းလဲအောင်လုပ်